တနင်္သာရိုင်မြို့နယ်သဘောလိုက်ကျေးရွာအုပ်စုမှာခဲအထွက်နယ်လာလို့ခဲတပ်တုလုံကင်သူတွေကဗုတ်ပြင်းမြို့နယ်ဘက်ကိုပြောင်းရွှေ့သွားကြတယ်လို့ခဲလုံသားရိုင်နယ်ဒေသခံအချို့ကပြောပါတယ်သဘောလိုက်ရွာနဲ့အနီးဝေါ်ကျင်းမှာပြီးခဲ့တဲ့ဖေဖော်ဝါရီလလောက်ကစပြီးခဲအထွက်နှုံနေလာပြီးတွက်ချင်မကိုက်ဖြစ်လာတယ်လို့ဒေသခံအမျိုးသမီးကပြောပါတယ်။ ပြောင်းရွှေ့သွားတဲ့ခဲလုတ်သားတွေထဲမှာတစ်ပိုက်တစ်နိုင်ရှာဖွေလောက်ကင်နေကြသူတွေဥယျချံဝယ်ပြီးခဲတူးနေတဲ့လုပ်ငန်းရှင်တချို့ ਨੇ အဲ့ဒီလုပ်ငန်းရှင်တွေစီမှာလုံနေတဲ့သူတွေပါဝင်ပြီးလက်ရှိမှာတော့ဗုတ်ပြင်းမြို့နယ်ရတနာဘုံတတ္တုမိုင်ဘက်ကိုပြောင်းရွှေ့သွားခဲ့ကြတာပါဗုတ်ပြင်းမြို့နယ်ရတနာဘုံရွာနဲ့နီဝိုးကျင်းမှာရတနာဘုံတတ္တုမိုင်ရှိပြီးထိုင်းနယ်စပ်နဲ့မနီမွေးမှာတည်ရှိပါတယ် အဲ့ဒီလိုခဲတတူအထွက်နဲလာလို့ဒေတာခံခဲရှောက်ဖွေသူတွေနဲ့ဥယျာဉ်ဝင်ယူပြီးခဲတူးဖို့နေတဲ့သူတွေပဲကြံတော့တယ်လို့အဲ့ဒီခဲလောက်ကွက်တွေမှာမြေတူးဆက်မောင်းတဲ့အမျိုးသားတူကဆိုပါတယ်။တနင်္သာရီမြို့နယ်ထဲခဲတတူအလော်ကျော်တူးဖို့နေတာကြောင့်အပင်တွေတိတ်ဆုံးတာ၊၆ရီနောက်ကြီလာတာ၊မြေချောင်းရေစီချောင်းပျက်စီးသွားတာတွေကြုံတွေ့နေရတယ်လို့ဒေတာခံတွေစီကသိရပါဗျ။